မင်္ဂလာပါခင်ဗျာအမျိုးသားစာပေစုရဆရာကြီးမောင်ချိန်ရေးသားတော်မိမ့်မိတဲ့ငါလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာ မိမ့်မိတဲ့ငါကိုကိုကောက်ကောက်ချောင်းကလေးတခြားလေကလေးကိုရေစုံတွင်လှော်ခတ်လာခဲ့ဒီမှာတနာရီခန့်ရှိပြီသို့တော်မြမကြီးနဲ့တွေ့ဆုံရာချောင်းဝါတို့မရောက်နိုင်သေးပါညဆယ်နာရီခန့်သာရှိသေးတော်လဲပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံး ိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိသည်။ရှောင်းကလေးဘညာကန်းတပတ်တွင် ပေါရောက်လျက်ရှိသောလမှုပင်များ၊မိုးမခပင်များ၊တပြေပင်များတွင်မိတ်ရှိလင်းရှိနှင့်ပိုမသည်မှသွာလာရွေလျားနေသော ပိုးဆုံကျူးကလေးများကို မြင်တွေ့ရသည်။လောက်ွက်ညာဖြစ်၍ကောင်းကင်လဟာပြင်ကြီးတစ်ခုလုံးပိမ့်ပိတ်အောင်မှောင်လျက်ရှိ၏။ရှောင်းကလေး၏ဘေးနက်ဘက်တွင် ပေါရောက်၍သူတို့၏ကြီးမားလာသောအကိုင်းကြီးများကို ရှောင်းကလေးအတွင်းသို့အုပ်ဆိုင်ထားသောညောင်ပင်အိုကြီးများတန်တပ်ပင်များစကားလုံးပင်များကြောင့်ရှောင်းကလေးအတွင်းတွင်ပို၍မှောင်မှိုက်လျက်ရှိနေတော်၏တခါတရံတွင်မူလေကလေးတစ်ချက်လောက်ဝေးလိုက်လျင် သူတို့၏တက်ကိုင်းလက်တံကြီးများသည် လေလော်လာသူကိုလှမ်း၍ကုတ်ဖဲလိုက်လိမ့်မလားထင်ရအောင်နိုင်၍ကြလာတတ်သည်ရှောင်းကလေး၏ကန်းဆက်တွင်ရှုံကြီးများ အုံကြီးများဖွဲ့ကပေါက်ရောက်နေသောကစန်းရှုံများ ဆက်သွားဘူးချုပ်များကရှင်ထက်လာသောဆူးများပါသည်ရွက်ဖားလျားကြီးများချကရေဆက်တွင်မေးတင်၍အနီးကပ်လာမည်မိသည့်အရာကိုမဆိုချိတ်ဆွဲဖက်ရန် ဆောင်းဆိုင်လျက်ရှိ၏။ချောင်းကလေး၏အထက်မှနေ၍ထိုးစင်တွဲလောင်းခွန်လျက်ရှိသောမြောင်မုတ်စိတ်များကသူ့မျက်နှာစီသို့ပြေးပြေးဝင်လာတတ်ကမြင်းမီရှင်ရိုက်တန်းကဲ့သို့လွှဲကရန်က နောက်တွင်ကြံ့ရိတ်ခဲ့လေ၏။ လေတံကြောင့်ဘုံကနေဂိကနေအော်မီကာလမ်းဖြန့်ပြေးသွားကြသောညှင့်ငှက်များကြောင့်ကျွေကြလာသောညောင်သီးမဲ့ကလေးများသည်သူဆောင်းထားသောဝါခမောက်ပေါ်သို့တဖောက်ဖောက်အတံမီအောင်ကျလျက်ရှိ၏သူရကလေးသည်ဟိုးနောက်ဖက်မှောင်လူထဲတွင်ငြိမ်သက်စွာ ကြံ့ရဲခဲ့ပြီးတနေ့မိုးကျူဖျားကမရမတိုင်ကလေးများနှင့်ဆောက်လုပ်ထားသော ရိုင်နှဲနှင့်တငါအိမ်ကလေးများသည်ချောင်းကန်နဘေးတွင်မေးတိမ်၍ သူ့ကိုလမ်း၍ငေးမောကဝမ်းနေစွာကြံရစ်ခဲ့ပြီ။ဘလောက်ပင်မောင်စီကမူဒီချောင်းကလေးတစ်ချောင်းအခေါက်ခေါက်ခါခါသူ့ဖြတ်တန်းလျှော့ခတ်ခဲ့ဒီမှာယခုဆိုလျင်ငါးနှစ်သားရှောင်းနှစ်သားကလေးဘဝကလေးကဆိုတော့နှစ်လျှောက်ဆယ်ကျော်ခဲ့လေပြီ။တို့ပြည့်၍ပင်ဘယ်နာစီပင်ဘယ်ကိုကိုရမည်။ဘယ်နာစီတွင်ဘလို့ချုံကစန်းဆောင်ရှိသည်။ ဘယ်ခရာစူးကြုံကလေးတို့ကိုကြော်လည်ရင်လမှုပင်တန်းရောက်တော့မည်ဘယ်အပင်ကြီးနားရောက်လည်ရင် မြေဝကိုမြင်ရတော့မည်စသဖြင့်ချောင်းကလေး၏ပထဝီဝင်အနေထားကို သူအလို့ရနေပြီအမောင်ထဲတွင် သူနှစ်ယောက်ကို မလွဲတမ်းလှမ်း၍ဆုပ်ကင်နိုင်တယ်လို့မျက်စိကိုမှဲ့၍လှော်သွားလိမ့်ရင်တော့မှချောင်းဝမြေမကြီးတို့တန်တန်ဖြောင်းဖြောင်းတန်တန်ရောက်မည်ဟုသူအာမခံရပါ၏ဆောင်းဦးပေါယုံရှိသေးတော်ညာယခုနှစ်တွင် နှင်းတို့စောစည်းစွာဝေလျက်ရှိနေပြီ။တနေကုန်လောင်ကျွမ်းကျွတ်ရနေသော ပူပြင်းထားသော နေဤအပူချိန်ချောင်းမြေချောင်းတို့တွင်ညအခါအခိုးငွေများ ထုံလွင့်တတ်ကြ၏။ထိုအခါကောင်းကင်မှကြာဆင်းလာသောနှင်းဆက်မြုံမုံများသည်ရှောင်းရည်ပင်မှ လွင့်ပြန်တက်လာသောအခိုးငွေမှိုင်းမှိုင်းတို့နှင့် လုံးထွေပေါင်းဆက်ခါကြည်လျာမြင်နေရတိုင်းဝေဝါလျက်ရှိနေလေတော့ဤမျက်နှာကိုရှောင်းရည်ဖြင့်တပြန်ပြန်ပတ်၍တက်လိုက်တော်လဲ မျက်စိအမြင်ကပို၍ကြည်လင်မလာခဲ့အင်းအသက်အရွယ်ကလည်းစကားပြောလာခဲ့ပြီကိုဟုသူ့ဘာသာသူတွေးလိုက်မိသေးသည်လော်တော့ကိုရေတွင်နက်နက်ထိုးနှိပ်၍အားနှင့်တစ်ချက်လော်ခတ်ထုတ်လိုက်၏လေသည် ရွေ့ယုံသာ၍ရှေ့သို့ရိတ်ခနဲထိုးတက်၍မသွားရခင်ကအရွက်တထွားနှင့် လက်လေးသိခန့်ရှိသောကချစ်သားလော်တဲ့အရွယ်သည်နှစ်ပေါင်းများစွာရေထူး၏တိုက်စားမှုတံကြောင့် နှုတ်ခမ်းပတ်လည်ဆွေးကတဲ့ရွက်ကတေးရွက်တေးရွက်လာခဲ့ဒီမှာယခုဆိုလျှင်ရွာဦးကျောင်းကထိန်တွင်ချက်ကျွေးလေးရှိသည့်ဝတ်သားဘီဇဘတ်ဒုံကြီးကို မွေတော်မိုးပြဲတဲ့ဤရောင်မလောက်သာရှိတော့သည်ဖြစ်လေရာအဖဲမလျင်လှေကိုမြ мян တော်အောင်ဆွမ်းဆောင်နိုင်ပါမည်နီတောင်ပိန်းသားကိုဆက်ထားသောအလျားဆယ်တောင်ခန့်ပေါတူလှေကလေးသည်မူလကတောင်ပိန်းသားကနာမည်ခံသာရှိတော့သည် လေနံဖြစ်စီအေယာဖြစ်စီတံကူဖြစ်စီလေဝမ်းဖြစ်စီပေါက်လျင်ဆွေးလျင် ပြက်လျင်ရရအသားများဖြစ်သည့်အင်းကញင်ကញောင်းတေသားများနှင့်စက်ခါဖာကာအစားထိုးကာထားရသည်ဖြင့်အဖာတရာရှိသောအင်းကြီးဟူနေပင်တူသေးတော်၏ထူသည့်နေရာကထူပါသည့်နေရာက ပါနှင့် လေပုံပင်မပြေပြင်တော့ပေရေယိုလိုက်ဒီမှာလည်းမပြောနှင့်တော့ခတ်อยู่ပတ်ထုတ်၍မရနိုင်တော့အောင်ပေ ထို့ကြောင့်ပင်ရှောင်းကန်းကျမရှင်စည်းများကိုခူးယူကရေယိုပေါင်များကိုပိတ်ရဖာရသည်ရှင်စည်းနှင့်ဖာထားလျင်တာရှိမခံတော်လဲတရေတက်တရေကြတော့ခံလေသည်တံငါများဤတပွဲတို့နီးလဲဖြစ်ပါ၏ဦးမှာကြက်ရင်တဲ့ဝမ်းမှာဝတ်ကြောတဲ့ပဲ့မှာသကောတဲ့ရှိခဲ့လေသမားကြီးများလေဆက်ရာတွင်တုံတော်ဆူရိုးစကားတစ်ခုရှိခဲ့ပါ၏လေဆက်လျင်ဦးပိုင်းသည် ရေကိုတိုက်ခွဲသွားရန်အတွက် ခတ်ချုံချုံခတ်ချုံချုံကလေးလှုပ်ထားရ၏အလဲပိုင်းသည့် ရေဤပေါ်အားချောချောကျူကျူဖြစ်ရန်ဝက်ကြောကုန်းကဲ့သို့ခတ်ခုံးခုံးပြေပြေကလေးဖြစ်နေရမည်လှေဤပေပိုင်းကတော့လှေကိုရေက ဆွဲမထားနိုင်ရန်သကောကဲ့သို့ခပ်ပြပြဆက်ရမည်ဟုဆိုထားခြင်းဖြစ်ပါ၏တို့မသာထိုလေသည်လှော်နိုင်လျင်လှော်နိုင်သလောက်ရိတ်ခနဲရိတ်ခနဲနေအောင်အပြေးကောင်းမည်ဖြစ်တော်၏ငါနဲ့ဘဲ့နဲ့မဆိုင်နာတွေ၆တွင်း နေမိပါလေအဲ့ဒီဆိုသေးစကားကပြိုင်လေပြိုင်လောင်းနေဆက်တဲ့အခါမှာတုံးတာပါအခုတော့ငါရဲ့လှေအိုလှေဆွေးကလေးနဲ့ဘယ်မှာဆိုင်ပါပါလေဟုတ်တွေးရင်တယောက်တည်းပြုံးမိသေး၏ဟော ရှေ့မှာဖြူမုံမုံအလင်းပေါက်တစ်ခုကို တွေ့ရပါပြီသူနည်းနည်းအမောပြေသွားသည်ဟုတ်သည်ရှောင်းဝကိုမြင်နေရပြီမကြမီသူသွားလို့ရမြမကြီးတို့ရောက်တော့မီရှောင်းနေမြောင်းနေတွင်ဘလောက်ပဲမှောင်သေးကမူ မြမကြီးတွင်တော့ကောင်းကင်အလင်းရောင်ကလေးကရှိနေစမြဲဖြစ်ပါ၏ကျင်းမြောင်သောချောင်းကဲ့ကလေးများကိုသာတိတ်ရိတ်ဝိုင်းရိတ်တို့ကဖုံးအုပ်ထားနိုင်တော်ညာကျယ်ပြန့်သောမြစ်ပြင်ကိုမူအုံမိုး၍မရနိုင်တို့ဖြစ်ရကမြစ်ပြင်တို့ရောက်လျှင်ပံမွေးညစ်ကိုအတော်အတန်လှမ်းမြင်နေရပါပြီလေပဲပိုင်းတွင်ထိုင်၍လော်နေရမှလော်တက်ကိုလေဝန်းနှင့်ချထားလိုက်သည်တီးလျှင် လေပေါ်ခောက်တင်ထားသောတေတာတမဗျာကလေးကိုယူ၍ လေဘဲတွင်ကလန့်တင်ထားသောထီယိုဝါကလေးတွင်အံကြထားလိုက်သည် ပြုတ်ထွက်မသွားစေရန်ဝါတက်ကလေးနှင့်ဂလန့်ခံထားလိုက်သည်ထိုအခါတမကလေးသည်လေဘဲတွင်ကပ်မြောင်၍ရေထဲတွင်နှင့်နေကလေကိုတက်တက်မတ်မတ်ဖြစ်သွားစေရန်ပဲ့ကိုင်ပေးလိုက်ပြီထိုကဲ့သို့တမကလေးမျိုးကို အဖော်မပါသောသို့မဟုတ် အဖော်မလိုခြင်းပဲတယောက်တည်းတန်းချရသည့်အခါမျိုးပိုင်မျောရသည့်အခါမျိုးတွင်တန်ငါးတဲများအတုံးပြုလိရှိကြပါ၏ လင်ဦးမှနေ၍ထိုင်ကာလှော်သွားယုံဖြင့်မိမိသွားလိုရာနေရာကိုတက်တက်မက်မက်သွားနိုင်ပါသည်ပက်ကင်မြည်သူမလို့တော့ပါလေလေတို့ရောက်အောင်စောင်းကြောက်ထိုင်တဲ့ရက်ကတရွေ့ရွေ့သွားသည်လေထဲတွင်ရေကလက်လေးသေးခန့်ရှိနေသည်ပြီပောင်ရည်ရည်ထဲမှပင်ပက်ခွန်ကိုလာ၍ဆမ်းသည်တွေ့ပြီဝဘိုးဝါအစစ်နှစ်ဖက်ပါအောင်ဖြဲ့၍ထချမ်းခွဲကပြုတ်ထထားသောတထွားတတရှိဝါပက်ခွန်ကလေးဖြစ်သည် ပေါ်ပေါ်ပါပါနဲ့ရေပတ်ထုတ်ရန်အတုံးဝင်လာနေသည်အခုနေလှေထဲကရေကိုပြောင်းစင်အောင်ပတ်ထုတ်ထားမှဖြစ်သည်ငားချိမိနေရာရောက်မှရေပတ်ပါကတပွားပွားအတန်ကြောင့်ငားတွေလန့်ပြေးလိမ့်မည်ရှောင်းကလေးထဲမှကိုန်းသီးလက်ယုံကလေးစီးနေသော ရေစီးအချိန်ကသူ့လေကလေးကိုမြဝကြီးစီတခေးပြေးတွန်းထုတ်နေသဖြင့်ရှောင်းပေါဝါသို့ရောက်လာခဲ့ပါသည်လေဝမ်းထဲမှရေများကုန်သည်နှင့် လေကပ်ပေါ်တွင်ခွေထားသောကျိုးတွင်နေငမားကြိတ်ကိုလှမ်းယူသည်လက်တန်းပြားခန့်နိုင်လုံးကျိုးအတောင်90ခန့်ထိပ်တွင်အကြီးစားငမားကြိတ်နှစ်ချောင်းကိုပူးလျက်ရှိထားသည်ဂျိတ်တစ်ခုနှင့်တစ်ခုကြောချင်းကပ်၍ပူးထားသည့်ဖြင့်လေသင်းမောများ၏ကြောက်စုကဲ့သို့အဖျားနှစ်ဖက်ခွာ၍နေသည်ပလတ်စတစ်အိတ်ကလေးနှင့်ထဲ၍ယူလာခဲ့သောကြက်ဦးတထွေးကိုနှာယူကငမားကြိတ်အဖျားမှဆ ảy ၍တည်လိုက်သည်ကြံနေသေးသော ကြက်ဦးဖြင့် မမားကြိတ်ကိုအထက်ထက်ရစ်ပတ်ခါရစ်ပတ်ခါလက်ဆတတ်လိုက်ရသည်တို့မှသာမိမိလိုချင်သောငါးကြီးများမဟတ်မဆွဲမီငါးသေးငါးမွေများငဘူသေးများဖဲ့ကာတွတ်ခါစားလိုက်ရင် ပါမသွားနိုင်ခြင်းဖြစ်ပေမည်သူလိုချင်သည်ကငသေးငဖွဲများမဟုတ် တကောင်တကောင်လည်းရင်ငါးဘိတ်သာအချိန်စီသည်ငထွေသာဖြစ်တော့သည်ငထွေရေးဆိုသောငါးကအလွန်အစားကျူးသောငါးဖြစ်သည်ခွေးသေးကောင်ပုံများတွေ့လည်းရင် ငါထွေလေးငါးကောင်ကတဝုံးဝုံးနဲ့ဝိုင်း၍ဆွဲကြလိုက်ရင်ခဏနှင့်ကုန်နေတော့ဤအပုပ်အဆက်အလွန်ကြိုက်သောငါးမျိုးဖြစ်သည်အစားလည်းအလွန်ကြီးလေသည်ထို့ကြောင့်ငါထွေဤဝါပိုက်သည်ခန္ဓာကိုယ်နှင့်မလိုက်အောင်ပူလွန်ကြီးလွန်းစွာ ဖောင်းကားနေလေရှိ၏ဘာမှစားစရာမရှိသည့်အစုံလမှုသည်အမဲအပုပ်များမျောပါလာလျင်တော့တဝုံးဝုံးနှင့်အလူအယက်ဟတ်ကြဆွဲကြနေတော့သည် တို့ပြရကကျောက်ဝတထွေးကိုနှိမ့်ကင်းကြတဲ့ကအနမ်းထွက်စေရန်နေပူထဲမှာထားခဲ့ပါသေး၏။ငထွေများကျက်စားတတ်သည့်နေရာသို့သူလိုဝါရင်တငါကြီးများကတိကြပါ၏။ခံမှန်းနိုင်ကြပါ၏။ရေရှိလျင်ငါရှိသည်မှန်တော်လေ။မိသည့်ငါကမိသည့်နေရာမိသည့်အချိန်တွင် မြူးတတ်သည်ကိုတိတာကတငါတဲတို့၏ပညာသာဖြစ်ပါ၏။ရေတအူးမှာမြူးတလား။ရေကြရေစစ်ချိန်တွင်မြူးတလား။ ကားနှစ်ဖက်ရေပြည့်ချိန်တွင်လာတိထားရပါသည်ပြီးတော့မြေတိငါကမြေတိအစာကိုမမောပါတန်ဤထိုအချက်သည်အလွန်အရေးကြီးပါသည်ကျုပ်ဟုတက်ပြီးသောငမားကြီးဤအထက်နှစ်တောင်ခန်းလောက်တွင် သူ့လက်လက်ကဝေခန့်တုတ်သောညံဖော့တထွာတတနောက်ကိုတုတ်နှောင်ထားလိုက်ပြန်သည်ဒိုးမသာရေထဲချလိုက်လျင်ဘောလုံးပေါ်နေသောညံဖော့ကြောင့်ငမားကြီးသည် ရေမျက်နှာပြင်အောက်နှစ်တောင်အနက်တွင်နှစ်လျက် ညောပါနေပေလိမ့်မည်။ရေမျက်နှာပြင် အထဏာတွင်ကြိုက်၍အစာချားလေးရှိသောငထွေများကို ရေအနက်၄၅လျှောက်တောင်အထိငါးသာချ၍မြားလျရင်မောယုံသာရှိလိမ့်မည်။ဤကဲ့သို့ပြင်းရင်စင်ရင်နှင့်တေကလေးသည်မြမကြီးအတွင်တစ်ချိန်ချိန်ညောပါလာလေရာ ခလန်းလန်းတွင်အုတ်ဆိုင်နေသော ပြမပင်ကြီးနာရောက်လာပြီ။ထိုပြမပင်ကြီးသည်သူငငယ်ကားဆိုလျင်မြမကြီးနှင့်လေကွက်ဆေကွက်ကြော်ကြော်ဝေးသောကွင်းထဲမှဖြစ်သည်။ တစားနဲ့တစားမိုးတွင်ရေကြီးချိန်တွင် မြေရီတို့ကတိုက်စားလာခဲ့သဖြင့်ယခုဆိုလျင်မြေကမ်းနှင့်ဝါးတပြန်တတာခန့်သာဝေးတော့၏။နောက်တနေ့နှစ်နေ့ဆိုလျင်ရေထဲပါသွားပေလိမ့်မည်။ယခုကဲ့သို့မိုးကုံဆောင်းကူးကာလတစားမုံလားလောက်တွင် မြေရီကျသွားပြီ။ရေစီးတာသွားပြီ။ရေစီးကျန်သောနေရာများတွင်ရေပေါ်လွာကြက်စားလေးရှိသောငါးများမမြူးတတ်ပါ။ စီးတိန်တောင်ကွေအငူအောက်ဖက်စသည့်ရေစီးညင်သာသော နေရာများတွင်မူမြူးတူးတတ်ကြ၏ဟောကြားနေရပါပြီဟုံးကနေဟုံးကနေနေအောင်ထား၍ထား၍ငါးပွက်သည့်အတန်အစာဟတ်နေသည့်အတန်ထို့ကြောင့်ကြာကြာစဉ်းစား၍မနေနိုင်တော့ပဲငမားချိတ်နှင့်ညံဖော့ကိုရေစီးတွင်မျောချလိုက်လေတော့၏ပြီးမှရေစီးနှင့်မျောပါနေသောညံဖော့နှင့်မိမိလေကို အတောင်20ခန့်ကွာသွားလေအောင် လော်တက်နဲ့တန့်ကရက်ခါဆိုင်းနေလိုက်သည်ဟုတ်ပြီအခုဆိုလိုက်ရင်ညံဖောနဲ့ငမားချိတ်သည်သူ့လေရှိအတောင်20ခန့်အကွာတွင် ရေစီး၌ညောပါနေပြီထွာကားမှသူ့လေကိုအလိုက်သင့်ညှောချလိုက်လေသည် ကောင်းကင်တွင်လာရိတ်ကလေးပုံ၍လင်းလာသည်ပြပြမုံမုံတားနေသောလာရိတ်အောက်တွင်တရွတ်တို့မြည်ရပြင်သည်ညင်သာစွာစီးမြှောလျက်ရှိသည်လှိုင်းကြက်ကလေးများကတစ်ဖြက်ဖြက်ကခုံလျက်ရှိသည် အိမ်မှာအေးအေးနေသားမှာအဖေရတော်ကြမမြင်မဆန်းတဲ့ဒုက္ခရောက်နေပါဦးမယ်။တားဖြစ်သူ ဖိုးနေအတန်ကို ပြန်လည်၍ကြားရောက်မိသေး၏။အင်းတသက်လုံးမင်းတို့ကငါချားပွေကျွေးခဲ့လာတာပါကွာ။မင်းတို့လိုတန်တန်ဆန်းဆန်းမရှိတော့မှအိမ်နဲ့အားနဲ့ဖျက်ဖျက်လက်လက်မလုပ်နိုင်တော့မှ ခိုင်းလို့ွားတဲ့နအိုကြီးလိုတွားခြင်းရတွားစားခြင်းရစားနေခြင်းရနေထားခြင်းလိုငါကမနေနိုင်ဘူးကွာ။ ငါလုံနိုင်တွေ့တော့လုံအောင်ပါပဲနေရတာကချွေးမမျက်နာတမတ်မျက်နာကြည့်ပြီးစားနေရတဲ့ဒုက္ခကိုမင်းတို့တနေ့တော့နားလည်လာကြပါပါကွာဟုတယောက်တည်းတွေ့ရင်ဘာရင်မဟုတ်မကြင်မနက်ဖြစ်နေမိသေး၏တတလုံးအိမ်တော်ဦးကြီးလောက်ခဲ့သူကတတလုံးသားသမီးတွေကို ကိုကပဲကြွေကိုကပဲမွေးခဲ့တဲ့သူကအိမ်မှာတင်းငုတ်တို့ကြီးလိုငုံငူကြီးထိုင်နေ အချိန်တန်ရင် ကိုကြိုက်မကြိုက်အပတာခုခတ်ကြွေးတာစာတနေကုန်ဟိုနာငုတ်တုတ်ဒီနာမတက်နဲ့ဘာမှအရာမရောက်အတုံးမဝင်တဲ့ဘဝမှာ နေရတာဟာဘလောက်ဆိုးတယ်ဆိုတာတနေ့ကိုတွေ့ကြုံတော့မှမင်းတို့တိလာကြမှာပါကွာတားတို့တမိတို့ရာလို့တွေးရင်ဆုံးသွားကြပြီဖြစ်တော့ဇနီးအားလွမ်းမိတယ်လို့လို့ဖြစ်ရသေးတော့ဤတို့ကြောင့်ပင်တားတို့အတွက်အတုံးမဝင်တော့တော့လေအိုကလေးကိုရအောင် ဖာထေးကာ တတ်နိုင်သမျှမများကျိုးကလေးတွေမများကျိတ်ကလေးတွေနဲ့ငထွေများရန်ထွက်လာခဲ့ခြင်းဖြစ်ခဲ့ရာဘာမှမရပဲလက်ရှိတက်တက်တော့မပြန်ခြင်းအဲ့ဒါကြောင့်ပြောတာပေါ့အဖေရာမလုံနိုင်တော့ဘူးမရှာနိုင်တော့ဘူးလို့ပြောတော့လည်းမခံချင်နိုင်ဘူးဟုတ်ဆိုလာမြည်တားတို့သမီးတို့ရဲ့စကားကိုလည်းမခံချင်တို့ပြည့်၍ငထွေဖြစ်ဖြစ်ငချောင်းဖြစ်ဖြစ်တကောင်ကောင်တော့သူရကျင်ပါသည် တို့မှာအစွမ်းအစတွေရှိပါသေးကြောင်းပြကျင်သေး၏တာသမီတွေကိုလည်းယော့အင့်ဟုပေးလိုက်ရှင်သေး၏အင်းတန်ဃာအိုတော့ချောင်းယိုမြောင်းကြပါလေအတွေးတို့ဖြင့်မြေမြကြာသွားသည်မသိဖြတ်ခနဲတရိယာ၍ကန်းဆက်ကိုကြည်လိုက်မိချိန်မှာတော့သူ့လက်ကလေးသည်ပြင်းမပင်ခွေကိုပင်လွန်ခဲ့လေပြီစောစောကတဝုံးဝုံးငါးပွက်တံများမကြားရတော့ပြီမြေပြင့်တစ်ခုလုံးငြိမ်သက်လျက်ရှိသည် ကန်နဘေ တဏီတော်အိုးကလေးမရေချဲအော်တန်ရေညှောက်ကောင်တို့စူတန်တို့ကသာတဲ့တဲ့ကြားနေရသည်ဒူအန်ဟောသွားသည်စောစောကအစာငန်းနေသောငထွေအုပ်နှင့်တွေ့ရလျင်ကျင်းတေပေါက်ဆွဲကို ဆွဲလိုက်ပြီးတကောင်ကောင်တော့ရလိုက်ပြီးယခုငထွေအုပ်မရှိတော့ပြီထူးဆန်း၍နေ၏ဝဲပြန့်ကလေးသည်ပြင်းမောက်၍အောက်ဘက်တွင်ငင်းငင်းသာသာကလေးလှဲ့ပြန်လျက်ရှိသည်ရေနက်လာပြီအင်း ဒီလိုရေနဲ့မှာငါငထွေအုပ်တော့ရမှာမဟုတ်ပါဘူးဟုတွေ့ရင်မမားချိုးကိုလေပေါ်ပြန်၍ဆွတ်တင်လိုက်သည်ရေစံကိုလှေတော်တက်၍တခါပြန်မျောကြည့်အောင်မည်ဟုစိတ်ကိုရင်မမားချိုးကိုလက်ကလှမ်းဆွဲအယူတွင်ဘုံကနေအစာလှမ်း၍ဟလိုက်သည့်အတန်ကြီးထွက်ပေါ်လာပြီရေစံရေမုံမယာဖွားကနေလွင့်စင်၍သူ့အပေါ်ကျလာသည်သူရှိရှိငမားချိုးကိုသည်လည်းချောကနေချောကနေပါသွားလိမ့်မည် ခဏမျှကြက်တည်တည်နေသေး၏ပြီးမှတတိပြောင်းဝင်လာကငမားကျိုးခွေကိုလှမ်း၍ဆွဲလိုက်၏တော်သေး၏ကျိုးဆုံးရန်၄၅ထောင်သာလိုတော့သည်ဂန္ဒီပီလိုဂန္ဒီပီလိုရေအောက်ကဆွဲနေတာဘာကောင်းလဲမစင်းသားနိုင် လေးဘက်ကုန်း၍လှေကန့်တွင် ကျိုးစကိုကြပြကြရာရှိလိုက်ရသည် အတောင်90ခန့်ကျိုးဆုံးလျင် တင်းငနေဖြစ်ပြီးအားနှင့်ဆွဲရသောလှေကလေးသည်တရွေ့၍ပါသွားလေတော့၏ သူ့ရင်တွေတိုင်းတိုင်းခုန်လျက်ရှိသည်စဉ်းစားတယ်စဉ်းစားတယ်ရေအောက်ကကောင်ဘာကောင်ဖြစ်မလဲမရွေးကြီးများလားငမန်းတော့မဟုတ်နိုင် သူတို့မြစ်တွင်ငမန်းမရှိတာကြာပြီမြေဝကျောင်းပေါ်ဒေသမှုနုံနို့များအနေထိုင်ကတိန်လာခဲ့ပြီကောလာခဲ့ပြီမြမကြီးများပင် ရခင်လောက်မနဲ့တော့တောင်တွေဖြစ်ပေါ်လာပြီရေတွေတိန်လာပြီတို့ဖြစ်၍ငမန်းများမလာနိုင်တော့ သူတို့ငငယ်တုန်းကတော့ရှိခဲ့ဘူးမိခဲ့ဘူးသည်ထိုစင်မှာပင်လေဦးသည်မြင့်ညာသို့ရုတ်တရက်ကွေ့ထွက်သွားသည်လေဆောင်းသွား၍ရေတွေဟောကနေဝင်လာတော့သည် သူဖျားတမိသည်အလိုရေစံကိုပြန်ဆွဲမတက်ရဲဘူးထင်ပါရဲ့ဟုတွေးရင်ကျိုးကိုအသာဆ၍ဆ၍ဆွဲကြည့်သည် ပါမလားချေတင်းခန့်ကရေစံကိုသာတွားနေသည် သူတအားမဆွဲရဲ့ကျိုးပြတ်သွားမှလည်းဆွေးရင်ရ၍ပြန်၍လျှော့ပေးလိုက်ရသည် သူ့လင်ကလေးသည်တဖြည်းဖြည်းနှင့်ပြင်းမပင်အကွေ့ထက်သို့ဆန်တက်လာခဲ့ပြီကျိုးပြားတွင်ရှိနေသောငမားကြိတ်သည်ကြီးမားလွန်သောငါးကြီးများအတွက်မဟုတ်မထွေများရန်အတွက်သာဖြစ်၍ငါးကြီးတွင်ခံနိုင်မည်မဟုတ်ကျိုးလျင်ကျိုးဆန့်လျင်ဆန့်သွားလိမ့်မည်သို့မှမဟုတ်ကျိုးကပြတ်ထွက်သွားနိုင်သည်ကြံစမ်းကြံစမ်းဒီရေအောက်ကငါးသည်ဘာငါးဖြစ်ဖြစ်သူကံကောင်း၍လာဟတ်ခြင်းဖြစ်၏ ဒါမျိုးနောက်တစ်ခါကြုံဖို့ဆိုတာလွယ်ဒီမဟုတ်ရမှာဖြစ်မည်လူသာအိုတော်လဲစိတ်ကမအိုသေးကြောင်ပြတတ်ရမည်အိုမင်းတော်လဲစွမ်းသေးကြောင်ပြရပေလိမ့်မည်စွမ်းချင်းမရှင်နိုင်ရင်ညံချင်းရှင်ပြန်ရသည်မှာပေါ့လေလာစမ်းဟေးလာစမ်းဟုစိတ်ထဲမှာပင်သူစိန်ခေါ်ရင် လက်ကနှိမ်ဝမ်းထဲကိုဆန်းလိုက်သည်ဝမ်းသာမှုကရင်ဝါးသို့လိုက်ကနေတက်လာ၏တုတ်ကင်မိပြီမိန်တဲ့ချောင်း ို၍တိတိကျကျပြောရလျင်ငါထိုးမင်းတချောင်းသုံးမူလုံးတန်ချောင်းကိုအဖျားတွင်တစ်ဖို့၍ရှုံမြနေအောင်တွေးထားသောဗဘဲဥတင်ဤလက်ရဖြစ်၍အလွန်အားကိုးရသောမင်းဖြစ်သည်ငါကြီးဤတွေးတောက်ရှင်၍ထင်စမ်းကြည့်မိသောခဏ၌အေးဆက်နေသောလာရောက်မင်းမင်းအောက်တွင် ဖွေးဖွေးလက်ကတန်မဏိရောင်တောက်ပလျက်ရှိသည်ငါနဲ့လူနဲ့ပညာချင်းပြန်ကြတာပေါ့ကွာဟုတ်တွေ့ရင် ငါထုံမင်းကိုညာလက်ဖြင့်စုပ်ကင်ပြီးသောခဏ၌သူတို့ကိုယ်လုံးခွန်အားသစ်တွေဝင်လာတကယ်သို့ခံစားလိုက်ရကကြက်သိမ်းဖြန်းဖြန်းထားမိလေ၏။မမားကြိတ်သည်ငါကြီးဤနှုတ်ခမ်းမှလား။ပစောင်းမှလား။ဒါမှမဟုတ်ဝမ်းထဲအထိမျိုးချမိ၍ဥဝသေးကလေးသားများပင်ရှိတ်တွင်မိနေသလားဆိုတာကိုတော့အတတ်မသိနိုင်။ထွန်သားကြည့်ရပေမည်။ဒီအတိုင်းဆက်ဆွဲနေလျင်ငါကြီးလွတ်ထွက်သွားမှကျင်းတည်နေပြီ။ မများချိတ်ကျိုးလည်ရင်ကျိုးဒါမှမဟုတ်ကျိုးကပြတ်ထွက်သွားပြီလေနီကျိုးကိုတဒောင်ခန့်ဆွဲကြည့်သည် ပါလာသည်သို့တော်ဆက်ချင်းပြန်ဆွဲသွားသည်သူထက်၍ဆွဲอยู่သည်ပါလာပြီတဒောင်ချင်းတဒောင်ချင်းလောက်ဖေးမလောနဲ့မလောနဲ့ဒါဟာပညာပဲဒါဟာပရိယေပဲဟုတီတိုးရေရွရင်ကရှော့၍ရှော့၍ဆွဲอยู่နေသည် ကျိုးသောကိုသူ့ချေတွင်ခွေ၍ခွေ၍အလိုက်တင်ရှာထားသည် ရေအောင်မငါးကြီးသည်သူဆွဲယူရာသို့အတာမေး၍လိုက်ပါလာနေသည်အလွန်မောပန်းနေ၍လောသို့မဟုတ် သူတွေးထင်သလိုဝမ်းတွင်းကလေးစားများအထိချိန်ဆွဲမိနေ၍နာနေပြီလောသူတွေးရင်တွေးရင်တတိကြီးစွာထားရင်ဆွဲယူနေ၏ရေအောင်မငါးကြီးညံစင်နေသလားအကြံထုံနေသလားဆိုတာကိုတော့မသိနိုင်လှင်နှင့်နီလာမှစောင်းရွက်ရုံးလျင်ကျိုးပြက်၍လွတ်သွားနိုင်သည် သူအသာပြုံးလိုက်သည် ဒါတွေကိုသူတွက်စားမိရပြင် ဆွဲယူထားသောကြိုးစားကိုလင်ဦးတုံးတွင်ပတ်၍ပတ်မထားရုတ်တရက်ယုံလျင်ချောကနေပါသွားနိုင်အောင်ခွေကခွေကထားခဲ့ပြီးမဟုတ်ပါလားမင်းလိုငါမျိုးဖားလာခဲ့တာအန်တိုနီဘီဟေးဟုသူ့စိတ်ထဲကကြုံသွားသည် တကယ်တမ်းမှမူအန်တိုယုံနေမဟုတ်အန်သွားတွေတခြားမှမရှိတော့ဘီကျိုးကိုဆက်၍ဆွဲယူသည် ရေအောင်မငါးကြီးတဖြည်းဖြည်းလှိမ့်နေနီးလာပြီညာလက်တွင်မှိန်ကအသိကျိုးဆုံးကနေငါးကြီးရေမျက်နှာပြင်ပေါ်တက်လာကနေတွင်ငါးကြီးကဗျံကနေရေပေါ်ခုံပြန်လူးလုံ၍ရုံထွက်လာသည် သူမတ်တက်ထရက်လိုက်သည်ပြေကွင်းကိုတည်တည်ချာချာမချိန်ရွယ်နိုင်ပဲရေပြင်ပေါ်မှာရေကနေဖွေးကနေသာရေဆက်ရေမုံများချာမှာမြင်ရသောငါးကြီးကိုအားဖြင့်ထိုး၍လွှတ်လိုက်သည် သူ့လက်ထဲမှာတန်းကနေလွတ်သွားသောမိန်းသည်ဟောက်ကနေစူးဝင်သွားတံကိုအာယုံဖြင့်တီးလိုက်သည်ငါးကြီးကိုထိသွားသဖြင့်လက်ထဲမှာနေကနေစီကနေခံစားလိုက်ရသည်ကိုတာမန်လူတို့မသိနိုင်ပါ၏ဆက်ဆက်ကနာကျင်သွားသောငါးကြီးသည်ဘုံကနေရေပေါ်ပြန်ကြတွင်တောင်ပြဘက်သို့လူကလွန်ကကော့ကလန်ကထုတ်တက်သွားသည်ထိုအခါကျိုးကွင်းအပေါ်တက်မင်းမိလျက်သားဖြစ်နေသော သူ့ရှိတော်သည် ဇက်ကနေမြောက်တက်သွားပြီးအရင်မှပိုင်းဖြတ်လိုက်တော့တောငပြောပင်ကဲ့သို့ပလက်လန်ကလှေပေါ်သို့ သူလဲကျသွားသည်မျက်နှာပေါ်သို့တပြန်းပြန်းရေကျသံနှင့်အတူအေးမြသောအတွေ့အကြောင်းဦးတော်ကျော်ပြန်၍တတိယလာချိန်တွင်သူ့ဘဝန်းကျင်သာရေနံစီမီးကွက်ထိန်ထိန်လင်းလျက်ရှိသည်လူတန်တွေကလည်းဝမ်းသာအားရအော်ဟစ်ဆူညံနေကြသည်တန်ငါတဲ့တို့၏တဘာဝအတိုင်းမိမိကိုယ်တိုင်ဖန်ဆီး၍ရသည်မဟုတ်စေကမူ ဘဝတူချင်းအတွေ့အခက်အခဲတွေ့နေပါကကိုညီတတ်ကြ၏ပျော်စရာရှိဘာ၍ပျော်ရွှင်ကြ၏ယခုလေတောင်ပြင်ပေါ်ဝဲတုံးလုံးလဲနေသောငါးကြီးကိုကြည်ကဥတော်ကြော်အတွက်ဝမ်းသာအားရဖြစ်နေကြသည်အဖေအဖေတတိယမိလားဟင် လေကြီးကကနေသော တဖက်လေပေါ်မှ ဖိုးနေကစိုးရင်တကြီးမေးသည်အေးဟုတ်ခလေးလေးအတန်ပြုတ်ရင်ဥတော်ကြော်ထား၍ထိုင်နေသည် ရေထဲကြမသွားတာကံကောင်းတာပေါ့အဖေဟာကျွန်တော်တို့ပိုက်လေလေစင်ပြန်လာမှာတောင်ဆက်ပါကငါကြီးဟိုတင်လို့လေကလည်းကြိုးတန်းလန်းနဲ့ဘာတွေဖြစ်နေပါလဲဆိုပြီးဝင်လာကြည့်ကြတာလက်စတတ်တော့အဖေဖြစ်နေတာကို အဖေကပတ်လက်ကြီးတတိမေ့နေတယ်ငမများကျိုးကလည်းရှေတောက်မှာပတ်လို့ဘလို့ဖြစ်တာလဲအဖေရဲ့ဦးတော်ကျော်သည်ဆက်ပြင်းပြင်းနာနေသောနောက်ဆေးကိုအသာဆန်းရင် ငါးကိုမှိန်းတဲ့နှမ်းထိုးမှာငါးကနတ်ပြီးဆွဲပြေတော့ခွေသားနဲ့ကြိုးနဲ့အဖေရှိတော့ညိပ်ပြီးပက်လက်လန်လဲကြတာပေါ့ကွာနောက်စိနဲ့လှေကက်နဲ့စောက်မိပြီးတတိလဲသွားတော့တာပဲဟေးအမျိုးရုပ်ငါဘဲ့နဲ့အမျိုးရုပ်ငါဖြစ်ရမှာလဲဘာကြီးရဲ့အမျိုးကောင်းငါဗျအမျိုးကောင်းငါငါချောင်းကြီးဗျနဲတာကြီးမဟုတ်ဘူးပိတ်တာ30ကြော်လိုက်မယ်ကိုရှေဖောင်ကလှမ်းပြေနောက်လိုက်သည် ဒါတော့တို့ဘာကြီးတော်ကြော်ဟာရှေးတောင်းနဲ့ဖမ်းတာကွာနော်တန်ငါရာဇဝင်မှာတော့ဒါပရမအုံဆုံးထွင်လိုက်တဲ့ငါဖမ်းနေပဲဟေးကိုတင်အုံးကဝမ်းသာအားရစပြန်နေသူတို့ဘာပဲပြောပြောဦးတော်ကြော်ကတော့ဒါလောက်ကြီးသည့်ငါကြီးကို तू ဖမ်းနိုင်ခဲ့တယ်ဆို၍တဟဲဟဲရေကသဘောကျလိုက်ရရှိလေတော့သည်မိမ့်မိထားတဲ့ငါနာကြီးကဘာကြီးတော်ကြော်နဲ့မတွေ့ခင် ပိုက်တခုခုမှဝင်တိုးတာဖြစ်မယ်ငါတလောက်ပိုက်လို့ဟာမျိုးပေါ့ ပိုက်သမားကမိန်းနဲ့လှမ်းထိုးတော့မိန်းချက်လဲနာလမ်းလဲလန့်ပြီးအားနဲ့ယုံတော့ပိုက်ပြက်ပြီးလွတ်လာတာဖြစ်မယ်ကွာဘဟတ်မှာပိုက်အစားအနာတွေတွေ့တယ်ကိုရှေဖောင်ကပြောလိုက်ရင်ဒါဆိုအဲ့ဒီမိန်းကဘာမှလဲကဲပိုက်သမားထိုးလိုက်တဲ့မိန်းလေစင်ကလားကမယုံတယ်လို့မေးသည် ခွေးကောင်လေးဒီမှာတိတိကျကျကြီးกว่าတငါပညာဆိုတာငားပစုံနဲ့ပတ်သက်လာရင်စစ်ဆက်ရသူတို့လေးတော့ကိုတတိထားပြီးလေးလာရတယ်ကွာ ဒီမကြီးအိုဘာကြီးတော်ကျော်ရဲ့မိန်းကငါရဲ့မိထိုးမှာထိုးဖောက်ဝင်သွားပြီဒိတ်ရှိတော့ပြုတ်ထွက်မသွားဘူးငါတလောက်ပိုက်သမားဆိုတာမိန်းကင်နေမရှိဘူးကလုံးလုံးမဲမဲပါလာရင်တော့မှတာမန်အိမ်သုံးမိန်းလောက်တာအရန်အတားအဆီးဖြစ်ဆောင်းလာကြတာငါကြီးရဲ့ဝမ်းပိုက်မှာမိန်းရအပေါက်ကြီးငါထိုးမိန်းလို့အဖျားဒိတ်မပါတော့ငါကြီးအကူအခတ်အခုံးအပြံမှာပိုက်နေပဲဖြစ်ဖြစ် တခြားတစ်ခုနဲ့ပဲဖြစ်ဖြစ်ညှိပြီးပြုတ်ကြကြံခဲ့တာနေမှာပေါ့ကွာဘာတန်ရားမှမရထားတဲ့ငါကြီးသားဆိုရင်ဘာကြီးတော်ကျော်ရဲ့ဒီငမားကျိုးမျိုးလောက်နဲ့တော့တချက်တည်းယုံတော့တာမရှိဘူးကွာစိန်ကလာရောပိုးနီတို့ပါဝိုင်း၍စိတ်ပဝင်စားစွာနားထောင်နေကြသည်အခုဟာကတော့ပိုက်ကိုလည်းထိုးဖောက်ယုံကန်လာရတယ်မိန်းချက်ကလည်းနားလာတာဆိုတော့မောကလည်းမော နားကလည်းနားစာကလည်းစာဆိုတော့ ဝဲပြန်ကလေးမှာငါးကလေးတွေအသာဖမ်းပြီးစားဖို့ချောင်းနေတော့ဘာကြီးတော်ကျော်ရဲ့ငမ်းများချိတ်ကိုဆွဲပြီးဖမ်းမိသွားတာနေမှာတာမန်တန်တန်မာမာအချိန်မျိုးဆိုရင်ဖမ်းမိဖို့မပြောနဲ့မြင်အောင်မြင်လိုက်ရမှာမဟုတ်ဘူးကိုရှိပေါင်ကစစ်စစ်ဆက်ဆက်ဝေဖန်ရှင်းပြတော့မှစိန်ကလာနဲ့အာလုံးသဘောတူညီလိုက်ကြနေတော့ဤဟုတ်မဲကွာရွှေဖောင်ရငါအစာမပြည့်မီကပြင်းမခွေမှာမြူးလိုက်တဲ့ငထွေတွေကွာတဝုံးဝုံးနဲ့ အနားနဲ့ရောက်ရောတကောင်မှမရှိတော့ဘူးဒါနဲ့ငါလည်းနည်းနည်းတော့ထူးဆန်းတယ်ထင်ပြီး နောက်တလားပြန်မျှောမလို့ငမ ्या ကြီးကို ပြန်အစင်မှာဒီအကောင်ကြီးဆွဲဟတ်တာကဒါဘော အဖေရဲ့အနားမှာသူတို့တက်ကြီးတဲ့ငါးကရောက်လာတော့အဖေငါထွေတွေဘယ်မျိုးတော့မလဲဗျပြေးရောဗောကဲကိုရှေပေါင်းနဲ့ကိုတင်အောင်တို့အင်းနှစင်းကငါးကြီးကိုတွဲပြီးလွားကိုဆွဲသွားခဲ့ပြီတော့ဗျာကျွန်တော်နဲ့စင်ကလာကအဖေနဲ့လေကိုဆွဲလာခဲ့မယ် ကောင်းတယ်ကောင်းတယ်ဒါဟေးတင်အောင်ငါတို့ငါးကြီးသွားဆွဲကြရအောင်ရွာရောက်ရင်ငါးကြီးကိုဘိုက်ခွဲဝိုင်းနေသားကိုစီလဲရေလဲကလေးချက်ပြီးမပိန်လို့ဆိုင်ကအတွဲဖက်ကလေးနဲ့ဟဲလိုက်ရရင်တော့ကွာဟုတ်တရေကြဟန်လောက်ရပြလိုက်ရကောင်းတယ်ဗျို့ခမားအကြံကောင်းတယ်ငါးကြီးဝိုင်းတန်းသားချက်ဖို့ခမားတောင်းဝန်ယူအတွဲဖက်ကလေးအတွက်ကကျုပ်တောင်းဝန်ထားဟုတ်ကိုတင်အောင်ကပြောရင်ငါးကြီးကိုသွားဆွဲ၍ ရွာဘက်သို့လျှော်သွားကြလေသည်။ဦးတော်ကျော်ကဖိုးနီတို့လေတဲတွင်ထိုင်လိုက်၏။ဒါကြီးဖိုးနီဟုလိုက်လိုက်လဲလဲခေါ်လိုက်သည်။ဗျာအဖေဘာပြောမလို့လဲ။ဒီငါးကြီးကိုမနဲ့ကြရင်ဈေးမှာတွားရအောင်။ရတဲ့ငွေတွေကိုမင်းကတဝက်ယူ။ကျန်တဲ့တဝက်ကိုမင်းညမာကလေးကို ပေးလိုက်ကြားလာ။လောကကြီးမှာ အဖေအတွက် တွေ့တာစရာ ဆိုလို့ဒါကြီးတမီးကလေးနှစ်ယောက်ပဲရှိတာပါကွာ။ ရှေ့ချောက်လဲအဖေရှားနိုင်တယ်လို့ရှားပေးအောင်ပါပဲအဖေအတွက်ကတော့ဘာမှမလိုတော့ပါဘူးကွာမင်းတို့နေအောင်စလုံးရဲ့အိမ်မိုးတွေကကြဲမြင်လာမြင်ဖြစ်နေတာအဖေသိတယ်အဲ့ဒါတွေမိုးလိုက်တော့တာကြီးနားထောင်နေတော့ဖိုးနီရင်ထဲမှာနေ့ကနေခန်းစားသွားရ၏မိဘမြတ်တာကို သူသဘောပေါက်သွားပြီအော်အဖေရဲ့ဟုတ်စိုးနေသွားတခုံးနဲ့ဆိုလိုက်ရင် မျက်ရည်တို့ဖြာ၍ဖြာ၍ကြလာ၏အရှိဘက်စီမှအာယုံဥယျရှိတော်ပြီးအလင်းရောင်တို့ပြုတ်အံ့၍ကြလျက်ရှိ၏တရွတ်တို့မျက်မှကြီးတွင်မူမျက်ရည်တို့သည် အထက်မှအောက်သို့တတွင်တွင် စီးစင်းမြဲစင်စင်းလျက်ပါပင်ဟုတ်ကဲ့ပါခင်ဗျာအမျိုးသားစာပေဆိုရာဆရာကြီးမောင်ချိန်ရေးသားသောမိမိတဲ့ငါလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူ ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပြုတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွေးလန်းချမ်းမြေ့ကြပါစေခင်ဗျာ